င်္ဂလာပါကျွန်မမဘလို့မှသိပါချင်းဒီနေ့နောက်25ခုနဲ့ match လ၈ရက်နေဖြစ်ပါတယ်ဟာကျွန်မတို့နာဆာကောက်ကနိုင်ငံအခြေရဲ့ဒီဟာမြန်မာပြည်လာရုနှစ်နိုင်ငံစီးပွားရေးပရိုဂရမ်ကိုတက်ရောက်ပြီးတော့နှစ်နိုင်ငံအကျိုးတူစီးပွားဖက်ဆက်အနေနဲ့အချက်73ချက်ကိုသဘောတူညီစွာလက်မှတ်ရေးထိုးနှံခဲ့တယ်။နောက်ဒီအချက်73ချက်မှာကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးလှုပ်ဆောင်မှုတွေပါမယ်။အဓိကကနိုင်ငံစီးပွားရေးပေါ့နော်စီးပွားရေးပိုင်းပါမယ်။ကျန်းမာရေးဆောင်ရှားမှုတွေပညာရေးပိုင်းတွေစရဲသဘောတူညီချက်76 sorry 73ချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ရှိပါရုရှားခင်းချက်မှာဆိုလို့ရှိရင်လေရုရှားမြန်မာနှစ်နိုင်ငံအကျိုးတူဖက်ဆက်အနေနဲ့ကျမတို့အချက်ဆက်ချက်ပါဘုံသဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်တယ်လို့လက်ရှိဘီလာရုခီးစင်မှာလည်းပဲအချက်ဆက်သုံးချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ဒါကဘာလို့ပြလဲဆိုရင် state adder နဲ့ non state adder ခြားအခွာခြားချက်ဒီနေရာမှာနော်အခု social media ပေါ်မှာအနုတော်မှာလူကြောလို့ပြီးတော့နမကြားထဲမှာငုတ်ပုံလုပ်နေတဲ့သူတို့ကိုသူတို့အာနိုင်ငံရေးလေးလာသူလိုလိုတုံးတက်သူလိုသတင်းသမားဆိုတဲ့လူတွေကိုတွားမိကြည့်သူတို့ state adder ချွာကိုကောင်းဆောင်နားမလဲဘူး ခင်ဗျားတို့စိတ်ထဲမှာအထင်ကြီးနေပြီးတော့အာဒီလူတွေကနားလေတယ်ဆိုတော့ထင်တဲ့လူရှိရင်သွားမေးကြည့်ပါ state adder နဲ့ non state adder ကြားခွာခြားချက်ကိုနားမနေကြဘူးเนาะလက်ရှိကျွန်တော်တို့နိုင်ငံခေါင်းဆောင်ဒီပြီးပါခေတ်စဉ်တစ်ခေါက်သွားတယ်သွားလိုက်တယ်တစ်ခေါက်မှာပဲနိုင်ငံတော်နဲ့နိုင်ငံသားအတွက်အကျိုးသားကျွန်တော်တို့အမျိုးသားအကျိုးစီးပွားအတွက်ဖော်ဆောင်နိုင်တယ်ရှေ့မှာသူတို့ကိုသူတို့အစိုးရလိုကြိုးကြော်ထားတဲ့ဘန်လူကြီး သူတို့ခီးစင်နေသွားရယ်သူတို့တွေနိုင်ငံတော်စင်အခမ်းအနားနဲ့ကြိုးစိုးမခံရဘူးကော်စောနေနဲ့ကြိုးစိုးမခံရဘူးနိုင်ငံတော်သမ္မတအနေနဲ့တွေ့ခွင့်မရဘူးအာသူတို့တွေလမ်းဘေးကအရွက်ဝိုင်းလိုလိုကြက်ဝိုင်းလိုလိုဖဲဝိုင်းလိုလိုနေရာမျိုးမှာဒါသူတို့တွေ့ခွင့်ရတယ်ဒါပေမဲ့သူတို့အားလုံးဒီနော်ဆင်မအောင်သွားရယ်အာစပင်အန်ယူဂျီကဘယ်ဝင်ကြီးသွားရယ်ဇော်ဝင်ဆိုးသွားရယ်သူတို့သွားရယ်ဒါပေမဲ့သူတို့သွားဆုံးသွားရယ်ခီးစင်မှန်မြတ်ဒီမြန်မာနိုင်ငံကိုစီးပွားရေးတန်ခတ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်းဆောင်ရဲ့ရုရှားခီးစင်နဲ့ပတ်သက်ပြီးမပူတူတုံတက်ချက်နဲ့အတူတန်တော်ကြီးမျိုးနယ်ရှိစစ်ကောင်းစီတက်ဤတပြေညွတ်စခန်းကို KNAA PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးခြင်းပါတယ် ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ရှိစစ်ကောင်စီတပ်၏တပြည်မြို့စခန်းကို KNA PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှုစစ်သား30ဦးကျော်သေဆုံးပြီးလက်နက်ခဲယမ်းများများပြားသိမ်းဆည်းရရှိကြောင်း KNA PDF ကတရားဝင်ပြောဆိုသည် အဆိုပါတပြေညွတ်စစ်တပ်စခန်းကိုမက်လ9ရက်နေ့မိုးလွယ်တနာရီမှစတင်၍တိုက်ခိုက်ခဲ့ပြီးမက်လ10ရက်နေ့တွင်တင်ပတ်ရရှိကြောင်းရင်းစခန်းတိမ့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးခန့်တေဆုံးပြီး20ကျော်စခန်းဆုံးခွာထွက်ပြေးခဲ့ကြောင်းထိုစစ်ကောင်စီတပ်စခန်းကိုအလုံးစုံမိရှုဖျက်ဆီးလိုက်ကြောင်းသိရှိရသည်။မနေ့ကမနက်9:30မိနစ်မှာတပြေညွတ်တပ်စခန်းကို အပိတ္တသိမ့်ပတ်ရရှိပါれဟုကိတုကာကွယ်ရေးတမတော်စစ်စင်ရေးနယ်မြေနှင့်စစ်စင်ရေးမှုရဲဘော်တင်ဦးကရန်ကုန်ခေတ်သတင်းဌာနထံသို့အတည်ပြုပြောဆိုသည့်လက်ရှိတွင် KNLA PDF ကူပေါင်းတပ်များကတပြေးညွန်းစခန်းမှထွက်ပြေးတိမ်းရှောင်သွားသောစစ်ကောင်းစီတပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရှိရသည်ဆိုပါမြန်မာနိုင်ငံကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမလာပါနဲ့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံခြားရင်းနှီးမှုတွေထွက်ခွာသွားကြပါထွက်ခွာပေးပါဆိုပြီးတော့ခုနိုင်ငံကို ၊လက်ဘူပေါ်နှစ်ပူဆင့်မိမိနိုင်ငံရဲ့ရားပေါက်ရားလန်းတွေကိုဖျက်ဆီးပြီးတော့ပက်လက်လန်သတိထွေးကြတယ်။ပက်လက်လန်သတိထွေးတော့မျက်နှာပေါ်ပြန်ကြတယ်။အဲ့ဒီလိုမျိုးအန်နူဂျီရဲ့ သူတို့နိုင်ငံတကာကိုသွားပြီးအတနာခံပြီးတော့ကိုယ်နိုင်ငံကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ဖို့မြန်မာနိုင်ငံကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမလာဖို့ရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေထွက်သွားဖို့မထွက်ဘဲနဲ့ကြန့်ရှိနေတဲ့နိုင်ငံခြားကုမ္ပဏီအနေနဲ့ကလည်းထပ်တိုးပြီးရင်းနှီးမြှုပ်နှံမှုမလုပ်ပါနဲ့ဆိုတဲ့တောင်းဆိုမှုတွေကကျမတို့ဓမ္မသားလုံးကဒုက္ခရောက်စေတယ်။ဒီဟာကိုကြည့်ချင်းအဖြစ်စိတ်အရာနဲ့နိုင်စိတ်အရာကြားအကွာခြားချက်ကိုတွေ့ရမယ်။နောက်တစ်ခုကနိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်မှာထားရှိတဲ့စေတနာရဲ့အကွာခြားချက်ကိုခင်ဗျားတို့တွေ့ရလိမ့်မယ်။ချောကဒီနေရာမှာခင်ဗျားတို့ အဲပုံချုပ်မျိုးနေတဲ့မြင်သားထင်တာရှိအောင်ဥပမာလေးတစ်ခုနဲ့မြင်သားစင်သားရှိအောင်ကျွန်မတို့နှိုင်းရှင်းပြမယ်။ဒါကြောင့်လဲဆိုတော့အခုလက်ရှိမှာကျွန်မတို့အာဒီဗီလာရုခီးစင်မှာပဲအခုနောက်25ကုန်နဲ့နောက်26နှစ်စပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်ရွေးကောက်ပွဲကျင်းပပါမယ်ဒီရွေးကောက်ပွဲကိုဗီလာရုနိုင်ငံနေနဲ့လည်းလာရောက်လေ့လာဖို့ဆိုဖိတ်ခေါ်လာတာရှိတယ်ဆိုတော့ဒီခီးစင်ဒီဖြစ်စင်တဲ့6ကိုကျွန်မတို့ကပြန်ကြည့်မယ်ဆိုရင် ကြေးရတွေကရက်ကတ်တစ်ခုမှအဲ့ဒီကြေးရွာအဲ့ဒီရက်ွက်ရဲ့တာရင်နိုင်ဒီကြေးရွာမှာရှိတဲ့ကြေးရွာလူကြေးရသားရက်ွက်သူရက်ွက်သားတွေရဲ့စီပွားရေးကြီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးစသည်ဖြင့်အရေးကိစ္စတွေကိုနှိမ့်နိုင်ဆွေးနွေးတဲ့အခါကျမှအဲ့အိမ်တယောက်အနေနဲ့စီဝေးဖိတ်ခေါ်လို့ရတယ်ဥပမာရက်ွက်တက်မှာစီဝေးလုံမယ်ရှစ်မြလူတွေအကုန်လုံးဒီစီဝေးကိုတိုင်တယောက်တက်လို့ရရဲ။အာကြေးရွာလူရွာမှာစီဝေးလုံမယ်ဆိုတော့ဒါအကြည့်ပါစေ။အ လိုကြိပါစင်မဟုတ်ပဲနဲ့မြို့နယ်အဆင်ဖြစ်သွားမယ်။ဥပမာပြည်မြို့နယ်မှာဒီပြည်မြို့မှာရှိတဲ့ဒေသခံပြည်သူလူထုရဲ့ကျန်းမာရေးအတွက်စီးပွားရေးအတွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားလုံးပါဝင်ဆွေးနွေးကြတဲ့အခါမှာတိုင်တယောက်တယောက်လိုမရတော့ဘူး။ဒါကြောင့်မို့လို့ပြည်မြို့မှာရှိတဲ့ရက်ွက်တက်ကဒီရက်ွက်တက်မှာရှိတဲ့ဒေသခံအကုန်လုံးရဲ့ကိုစားကိုယ်စလဲတယောက်ရွေးချယ်ကြမယ်ရက်ွက်နှစ်မှာကိုစားပြုတယ်ကိုစလဲတယောက်ရက်ွက်သုံးမှာကိုစားပြုတဲ့လူတယောက်အဲ့ဒီလိုမျိုးအစင်းအစင်းမိမိရက်ွက်ရဲ့ကိုစားပြုကိုစလဲတယောက်ကိုရွေးချယ်ပြီးတော့ပြည်မျိုးအစည်းအဝေးတက်ရောက်တယ် တာပြီမျိုးအဲ့ဒီလိုမျိုးမျိုးနဲ့ခရိုင်ဆင့်ဆိုလို့ရှိရင်ပြီမျိုးမှာကကိုစလေပနေရရွှေတောင်မှာကိုစလေပနေရအင်းမမှာကိုစလေပနေရပေါင်းတယ်ကကိုစလေပနေရဆိုပြီးတော့အဲ့ဒီလိုအစည်းအဝေးတက်ရောက်ပြီးတော့ဒီဒေတာရဲ့ခွင့်ပြုတွေ့တဲ့ရင်ကိုတွေ့ဆုံဆွေးနွေးကြတယ်ကခရိုင်ဆင့်ဟောတိုင်းဆင့်ဖြစ်သွားတော့ဘကိုးတိုင်းဒေတာကြီးအစိုးရဖွဲ့အစိုးရအဆင့်နေနဲ့တိုင်းအဆင့်နေနဲ့ဘကိုးတိုင်းမှာဖွံ့ဖြိုးတိုးတက်ရေလုပ်မယ်ဆိုရင်နော် ဒီမျိုးဝဘယ်နှယောက်တောင်ငူခရိုင်ရဘယ်နှယောက်တာယာဝရခရိုင်ဘယ်နှယောက်စသည်ဖြင့်ကိုယ်စလဲတွေရွေးချယ်တင်မြောက်ပြီးတော့တွေ့ဆုံဆွေးနွေးရအောင်လုပ်ကြရတယ်။အဲ့ဒီဖြစ်စဉ်ကို Republic လို့ခေါ်တယ်။ဒါကြောင့်မလို့ကျမတို့မြန်မာနိုင်ငံကို Republic လို့ခေါ်တာ။မြန်မာမဟုတ်ဘူးနော်။ Republic ။အဲ့ဒီရွေးချယ်တင်မြောက်လိုက်တဲ့ကိုယ်စလဲတွေနော်။ဆိုတော့ကျမတို့ ပဲဘိုးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပြည်သူတွေကမိမိတို့ဒေသမှာကျမတို့ခေါင်းပြောင်းအောင်အိတ်ချင်နေเนาะခေါင်းပြောင်းအောင်အိတ်ချင်နေဥပမာကျမတို့ရဲ့အိမ်မှာရှိတဲ့ပစ္စည်းတစ်ခုကိုသူများကလာပြီးခိုးသွားရဲဒါဆိုရင်ခိုးမှုမြောက်တဲ့ကျမတို့အိမ်ကိုကျမတို့ဟိုဒီဘိုးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပြည်သူတယောက်ရဲ့မိသားစုဝင်တယောက်ကိုအခြားတယောက်ကလာပြီးတတ်သွားရဲဒါဆိုရင်လူတတ်မှုအဲ့ဒီလိုမျိုးခိုးမှုကိုတတ်မှုတို့မှာဒီအတေအပြစ်ရှိတဲ့လူကိုအပြစ်ပေးဖို့အတွက်နောက်တစ်ခုဘကိုးတိုင်းဒေသကြီးမှာရှိတဲ့ပြည်သူတွေအနေနဲ့ကမိမိတို့ရဲ့ကလေးတငယ် ပညာရေးအတွက်ကောင်းမွန်တဲ့ပညာရေးသင်ကြားမှုလိုချင်တယ်။စီးပွားရေးအတွက်၊ကျန်းမာရေးအတွက်အဲ့ဒီလိုမျိုးကိုစားပြုခေါင်းဆောင်တယောက်ကိုရွေးချယ်တင်မြောက်ကြတယ်။အဲ့ဒီကိုစားပြုခေါင်းဆောင်တယောက်ကိုလိုချင်ကြတယ်။အဲ့ဒါကို stage of nature လို့ခေါ်တယ်။တခြားမတာနော်။ပထမတစ်ခုက we public နောက်တစ်ခုက state of nature ။ဒါ state of nature ။အဲ့ဒီလို state of nature အရကနေပြီးတော့မတို့ဟိုဒေတာကို ကိုစားပြုတ်ချုပ်ပြီးပါအဲ့ဒီတွင်ငါတို့ကမင်းကိုလာကပြန်ပြင်းမယ်ငါတို့ရဲ့လောက်ခလားစားရတဲ့ကနေပြီးအခွန်အခတွေဆက်တာပြင်းမယ်အဲ့ဒီကိုစားပြုတ်တဲ့ခေါင်းဆောင်အဲ့ဒါကိုစိတ်ရောနေချလို့ခေါ်တယ်အဲ့ဒီလိုနဲ့ခေါင်းဆောင်ကိုရေးချလိုက်တယ်မောင်ဖြူကိုခေါင်းဆောင်ရွေးလိုက်တယ်မောင်နီကိုခေါင်းဆောင်ရွေးလိုက်တယ်အဲ့ဒါ social control လို့ခေါ်တယ် ဟောင်းပြူမောင်နှင်းကိုကိုစားပြူခေါင်းဆောင်နေနဲ့ရွေးချယ်တဲ့နေရာမှာမဲပေးပြီးရွေးချယ်ကြတယ်။အဲ့ဒီမဲပေးရွေးချယ်ခြင်းကိုမဲပေးရွေးချယ်လို့မဲအများဆုံးရရလို့ကကိုစားပြူနေနဲ့ခေါင်းဆောင်ရတယ်။အဲ့ဒီလိုမျိုးမဲပေးပြီးခေါင်းဆောင်ကိုရွေးချယ်တဲ့စနစ်ကို popular sovereignty လို့ခေါ်တယ်။ popular sovereignty လို့ခေါ်တဲ့အခုနေပေါ်နေပိတ်ပုံကျုံမျိုးညစ်တွေနားလည်လွယ်အောင်ပြောရရင်အဲ့ဒါ democracy လို့ခေါ်တယ် ုတ်ပြီးဒီမိုကရေစီကတော့ popular sovereignty ကနေပြီးတော့မဲပြေးရေးချလိုက်ပြီးတော့ခေါင်းဆောင်တယောက်ရတက်လာလိုက်တယ်အစိုးရတစ်ခုတက်လာလိုက်တယ်အဲ့ဒီတက်လာတဲ့ခေါင်းဆောင်ကအပြောတစ်မျိုးအလုပ်တစ်မျိုးမဖြစ်အောင်ငါမြင်ငါဆိုင်ငါလေငါထိုးဆွယ်ပုံစံမျိုးမဖြစ်အောင်အဲ့ဒီခေါင်းဆောင်ကိုအပြန်အကျန်ထိန်းချောင်းချင်းကို limited ခါပါမယ်လို့ခေါ်တယ်။သူတဖြင့်ကျွန်တော်လက်ရှိနောက်ရွှေဖက်ချုပ်ဘုတ်ချိန်ကဥပဒေမှာပါရယ်နော်အာပုံမှန်95ဈာဦးလာပုံမှန်95ပုံမှန်95မှာဆိုလို့ရှိရင် ကျမတို့အမျိုးသားလွတ်တော်ပေါ့မြို့သားလွတ်တော်နဲ့တိုင်းဒေသကြီးလွတ်တော်ရှိမယ်ကျမတို့ပြည်တော်စုလွတ်တော်ရှိတယ်ပေါ့ဒီမှာလွတ်တော်တွေမှာလွတ်တော်နှစ်ရက်မှာသဘောထားကွဲလဲကြတယ်ကိစ္စတခုကိုအစိုးတင်ပြီးဆွေးနွေးတယ်လွှတ်တော်နေရကသဘောထားမတူဘူးဆိုလို့ရှိရင်ပုံမှန်96အဲပုံမှန်95 sorry ပုံမှန်95ခခွေရ ပုံမှန်95ခဝေးရဆွေးနွေးဆုံးဖြတ်ကြရတယ်ဒီဥစ္စာကိုဒေါက်ဆန်းစုကြည်ကလူတလူအတုံးချပြီးတော့ဒေါက်ဆန်းစုကြည်နဲ့အနေဒီပါလီစီဆိုးရသည်လူတလူအတုံးချပြီးတော့မဲခွဲဆုံးပြလိုက်တယ်မဲခွဲဆုံးပြလိုက်တဲ့အခါရေများရေနိုင်မိများမိနိုင်သူတို့ပဲနိုင်နေကြတယ်ဆိုတော့အစိုးရရဲ့အထက်မှာကအနေဒီပါလီရှိနေတယ်ဒါဒီငါမြင်ကဆိုင်ကလင်းကထိုးလို့တာအစိုးရရဲ့အထက်မှာအနေဒီပါလီရှိနေပြီးတော့အနေဒီပါလီနဲ့ဒေါက်ဆန်းစုကြည်ကတပ်ပါတီအာဏာရှင်ဖြစ်လာတယ် ။ဘာကြောင့်ကျွန်မဒီစကားကိုပြောလဲ။ဒေါအောင်ရှမ်းစုကြည်သည်တပါတီအာဏာရှင်လို့ဘာကြောင့်ကျွန်မပြောလဲ။ကချင်ပြည်နယ်မှာဝင်ကြီး၃ပါးရှိရဲ။အဲ့ဒီဝင်ကြီး၃ပါးသည်ပထမကအန်ဒီပါတီကနေရွေးချယ်ပြီးတော့ကချင်ပြည်နယ်မှာဝင်ကြီးဖြစ်လာတယ်။အဲ့ဒီပြည်နယ်ဝင်ကြီးအစိုးရအဖွဲ့ဝင်တွေကိုပါတီကနေထုတ်နှုတ်လိုက်တယ်။ဆိုတော့ကအစိုးရအဖွဲ့ဝင်ကိုပါတီမှာထုတ်နိုင်ဖြုတ်နိုင်တဲ့အခြေချင်းရှိနေတယ်။ဆိုတော့ကအဲ့ဒီအစိုးရရဲ့အထက်မှာအန်ဒီပါတီရှိနေတယ်။ အဲ့ဒီလိုမျိုးတပါလီအာနာရှင်စနစ်မဖြစ်အောင်အစိုးရရဲ့လုံပိုင်ခွင့်လင်ကိုကန့်သတ်ခြင်းအဲ့ဒါလိမတက်ကားပါမယ်ခွိဘာနဲ့ကန့်သတ်တာလဲဆိုရင်ဖွဲ့စည်းပုံခြေခံဥပဒေမှာအခုလက်ရှိကျွန်တော်တို့ဟောအာ20ဆလုံး20ဆလုံးလို့40ခန်းနေအဲ40ခန်းနေဆိုလို့ရှိရင်နိုင်ငံတော်အာဏာကိုအခုလိုမတရားတဲ့ဤလည်းနဲ့မတမာတဲ့ဤလည်းနဲ့ရယူဖို့ကြိုးစားလို့ရှိရင်တက်မြောက်ကဘွေးဦးစီးချုပ်ကဖွဲ့စည်းပုံခြေခံဥပဒေနဲ့အညီနိုင်ငံတော်အာဏာကိုထိန်းကျောင်းခွင့်ရှိသည် เนาะအဲ့ဒီလိုမျိုးနောက်ရှင်နောက်ရွယ်ပွဲကြီးပုံအခြေခံဥပဒေမှာပြဋ္ဌာန်းနေအဲ့ဒါ limited ကပါမယ်ဟုတ်ပြီအစိုးရရဲ့လုတ်ပိုင်ခွင့်အာဏာကိုစစ်တပ်ကနေထိန်းချုပ်လိုက်ပြီဒါဆိုရင်စစ်တပ်ကိုဘယ်လိုပြန်ပြီးထိန်းချုပ်မလဲဆိုရင်ပုံမှန်၄၁ရ၄၁အရေးပေါ်အခြေအနေကြေညာပြီးတော့နိုင်ငံတော်အာဏာကိုထိန်းချုပ်ခွင့်ရှိရဲ့ပိန်ခွင့်မရှိဘူးဒါကြောင့်ပဲလက်ရှိနာဆာကအိမ်ဆောင်ဆိုးရဆိုပြီးဖြစ်လာတဲ့ကရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့ရှေ့လုံငန်းချင်းထဲမှာထည့်ပြီးတော့ကျင်းပတယ်အခုဆိုရင်ရွေးကောက်ပွဲကျင်းပမယ်ရက်ကို တရားဝင်ကြေညာတက်မှတ်လိုက်ပြီဖြစ်တယ်။အဲ့ဒီလိုမျိုးစစ်တပ်ကိုအာဏာပိန်းလို့မရအောင်ထိန်းချုပ်ထားတာ။အဲ့ဒါလေးမတက်ခါပါမယ်။နောက်ရှိခြေဥဆိုတာစစ်တပ်အာဏာသိမ်းအောင်လုပ်ထားတာမဟုတ်ဘူးစစ်တပ်ကိုအာဏာသိမ်းလို့မရအောင်ရွေးချယ်လိုက်တဲ့ social contract တွေအယက်တာဆိုးရသည်လေတပ်ပါတီအာဏာရှင်စနစ်မဖြစ်အောင်အပြန်အလှန်ထိန်းချောင်းထားတဲ့ limited government ဖြစ်တယ် နော်ဒါကြောင့်လည်းလက်ရှိမှာဆိုရင်ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့အစိုးရကကြေညာလိုက်တယ်ဒါဆိုရင်ဒီရွေးကောက်ပွဲဖြစ်စဉ်ကိုဘာကြောင့်တပတ်အုပ်စုတွေကအပြည့်အထန်ကောက်ကွက်နေကြတာလဲတကယ်လို့များအခုဗလာရုခီးကျမှာပြောလိုက်ပြီမြန်မာနိုင်ငံမှာအခုနောက်25အကုန်2026နှစ်စာမှာရွေးကောက်ပွဲကျင်းပမယ်ရွေးကောက်ပွဲကျင်းပလိုက်လို့ရှိရင်ပြီးခဲ့တဲ့2020ကရလက်ကပြက်ပြဲသွားပြီဖြစ်တဲ့အတွက်2020ရလက်ကိုစက္ကန့်ပါတယ်ဆိုရဲ CRPH ကမြောင်းနေရောက်သွားပြီး အန်နူဂျီကမြောင်းနဲ့ရောက်သွားပြီ။ဒါကြောင့်မို့လို့ဆရာပြေးတို့အန်နူဂျီတွေကခွေးဘဝကိုရောက်သွားတာရောက်သွားမှဖြစ်တဲ့အတွက်သူတို့အာနာလက်လွတ်ရမှကြောက်တဲ့အတွက်အဲ့ဒီလိုမျိုးရွေးကောက်ပွဲတင်မလိုက်ပြီဆိုတာနဲ့2020ရွေးကောက်ပွဲရလဒ်ကိုဆက်ခံပါရဲဆိုတဲ့အန်နူချီနဲ့ CRP ကိုကဘာကအကျန်းဖက်ဖြစ်တတ်မှတ်ကြညာတော့မှဖြစ်တဲ့အတွက်တဖက်အုပ်စုတွေကအသေးအတန်အကြောက်ကန်ကြီးနေကြခြင်းဖြစ်တယ် ဒီလိုမျိုးအခြေခံသဘောတရားတော်နားမလည်ဘဲနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကျမတို့အဓိကအရေးကြီးရဲ့စိတ်ရည်ကိုတိုက်ရအောင်ကမလုပ်ကြနဲ့ကျမသတိပေးလိုက်မယ်ဆိုတော့ဒရင်နေဒရင်နေမှာဆိုလို့ရှိရင်ကျမကအရင်ဆုံးမပြောဘူးလို့နေတာဘာသတင်းလဲဆိုလို့ရှိရင်ကျမတို့မော်ရွာမန္တလေးနဲ့ဒီမော်ရွာမန္တလေးလမ်းပေါ်မှာကျမတို့တပ်မတော်ရဲ့စစ်ကြောင်းကို PD ရဲ့6ဘက်ကအစုပေါင်းပြီးတော့မိုင်းဆွဲတိုက်ခိုက်တယ် ဒီမှာပထမရက်ကသူတို့ပြောလဲစစ်ကောင်စီရဲ့စစ်ကြောင်းကို PD ရဲ့6ဘက်ကသူတို့ပေါင်းပြီးတော့မိုင်းကျော်တိုက်ခိုက်တာစစ်သားဆက်ခွန်ယောက်တည်သွားတယ်။သူတို့ပထမအောက်ဝဲခဲ့တယ်။ဟာငါတို့နိုင်နေပြီစစ်သားတွေတည်သွားပြီစစ်ကောင်စီကတက်ပြက်နေပြီ။ဝါရဖြန့်တယ်။အဲ့ဒီဝါရဖြန့်မှုတည်ရင်နောက်တစ်ပုတ်ကျတော့ဒီတိုက်ပွဲမှာအဲ့ဒီကားလမ်းမှာအရက်သားပြည်သူတွေကိုစစ်တပ်ကလူသားတိုင်းဖြစ်သုံးပြီးတော့ဆက်တဲ့လေထင်းနဲ့ဘုံကျဲလို့အရက်သား၃ယောက်တည်သွားပါတယ်ဆိုပြီးတော့စစ်တပ်မုံကြီးဝါရဖြန့်တယ်။ ဒီအချိန်နေတိကျွန်မဘာမှမပြောလို့တည်ဘူး။ဘာလို့ဆိုတော့ဒီအကြောင်းအရာကိုကျွန်မမပြောလဲတခြားတော့သူတွေပြောမှာပဲဆိုပြီးကျွန်မခြံထားတယ်။ဒီနေ့ပြောရတဲ့အကြောင်းရင်းကခေတ်သစ်မီဒီယာမှာပြောတယ်။အဲ့ဒီလိုမျိုးတဲ့ဆက်ကောင်စီရဲ့စစ်ကားတွေကိုတဲ့မိုင်းဆွဲပြီးခြုံကိုတိုက်ခိုင်းနိုင်ခဲ့တဲ့ပြည်သူတော်လှန်ရေးတပ်ဖွဲ့ပေါ့နော်။သူတို့ပြောတဲ့ PDF အဖွဲ့တွေကိုဒေတာခံပြည်သူတွေကတပြေပန်းနဲ့ရေချမ်းနဲ့ဂုံပြူကြိုးလိုကြပါတယ်ဆိုတဲ့တည်း။ဆိုတော့သူတို့ပြောတဲ့ပြည်သူဆိုတာကသူတို့ကိုထောက်ခံအားပေးတဲ့လူကိုပြည်သူလို့သတ်မှတ်တာ ဒါကြောင့်မလို့သူတို့ပြောတဲ့ပြည်သူတွေတည်သွားပြီးပြည်သူတွေမီးလောင်နေပြီဆိုတာသူတို့ကိုတပေပန်းနဲ့ရေချမ်းနဲ့ကြိုးကြိုးနေကြတဲ့အကြက်ပတ်အားပေးနေတာဖြစ်တယ်။နော်တကယ်တော့အများပြည်သူတွေသွားတဲ့လမ်းကိုပြည်သူကကွဲတက်ခွဲဆိုပြီးတော့အများပြည်သူသွားတဲ့လမ်းကိုမိုင်းဆွဲတိုက်ခိုက်တဲ့အတွက်ဒီတိုက်ပွဲမှာကြားညက်သွားတဲ့ပြည်သူတွေကခံရတယ်ဒါပဲကတိရှိတရားခမားတို့သာအမှန်တကယ်ပြည်သူကိုထိခိုက်နေတာမှဆိုးတယ်ဆိုရင်အများပြည်သူတွေတွားတဲ့လမ်းကိုမိုင်းမဆွဲရမိုင်းမဆွဲရဘူးခမားတို့အမှန်တကယ် စစ်တပ်ကိုတိုက်ရှင်နေတီတူကိုမထိခိုက်စေခြင်းဘူးဆိုရင်မုံရွာမှာနာမခရှိအဲ့ဒီနာမခကိုတွားတိုက်ခမားတို့နာမခကြတော့အနာတော်မကက်ရဲပဲနဲ့အများပြည်သူတွားတဲ့လမ်းကိုမိုင်းဆွဲတယ်ဒါကြောင့်မို့တိုက်ပွဲတွေမှာပိတ်မိတဲ့အရဲသားတွေတည်ဆုံတယ်ဒီပေါ်မှာကျွန်တော်တို့ကဒီလမ်းကိုအများပြည်သူတွားတဲ့လမ်းကိုမိုင်းဆွဲလို့ကျွန်တော်တို့မိုင်းဆွဲတိုက်ခတ်လိုက်လို့တိုက်ပွဲမှာတီတူတွေပိတ်မိပြီးတေးပါတယ်ဆိုတာကိုခြံပြီးကလင်ကကြင်နဲ့စစ်တပ်ကတက်လို့တိတ်တယ်လို့ပြောတယ်ဒါဆိုရင် ပြီးခဲ့တဲ့နောက်24လပိုင်းတုန်းကနော်စကိုင်းမြို့အကျွဲပုံကြီးပါအဲ့ဒီကျေးပုံကြီးရမှာလေဒီလိုအများပြည်သူတွားတဲ့လမ်းဒီလမ်းပေါ်မှာအရက်သားကားကိုခမည်းတော်ကစစ်တပ်ကားဆိုပြီးပြစ်လိုက်တယ်12ရောက်တည်ရွားတယ်လူ12ရောက်တည်တယ်ဆိုတာအဲ့ဒါအစုလိုက်ပြောင်းလိုက်တပ်ဖြတ်မှုလို့ခေါ်တယ်အစိုးရပြောင်းလိုက်တပ်ဖြတ်မှုရဲ့အထိပ္ပယ်ကဥပမာဒီကားပေါ်မှာလူအယောက်20ပါတယ်။အဲ့ဒီမှာခမည်းတော်ပြစ်လိုက်လို့12ရောက်တည်သွားတယ်။အဲ့ဒါအစိုးရပြောင်းလိုက်တပ်ဖြတ်မှု ဆိုတော့ဇကိုင်းမျိုးကျဲပုံကျွေးရမှာပြီးခဲ့တဲ့နောက်24ဆနလပိုင်းတော့ငါအရက်သားကားကိုခင်ဗျားတို့စက်ကားထင်ပြီးတော့ခင်ဗျားတို့မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့ကားပေါ်မှာပါတဲ့အရက်သား12ယောက်တည်ပြီးတော့3ယောက်ထဏ်ရာချသွားတယ်။ဒါပေမဲ့ဒီဖြစ်စဉ်မှာကြတော့ခင်ဗျားတို့ပြည်ဖြတ်မီဒီယာတွေနဲ့အကြမ်းဖက်သမားတွေကပါပြောလေ။ကျွန်တော်တို့ကလည်းစစ်ကောင်စီရဲ့စစ်တပ်ကားထင်ပြီးမှားယွန်းပြီးပြစ်ခတ်မိပါတယ်ပြီးသွားပြီမှားစစ်တပ်ကားထင်လို့မှားယွန်းပြီးပြစ်ခတ်မိပါတယ်ဆိုတော့တခွန်းနဲ့နဲ့ပြီးသွားတယ် တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးအဲ့ဒီတည်သွားတဲ့အသက်တွေအတွက်ခမားတို့မှာအာမခံချက်မရှိဘူးတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးအ ਨੇ ဆုံးတော့တောင်းပန်စကားတခွန်းတော့မဆိုကြဘူးအဲ့ဒီလိုလောက်ရက်ကိုကျွန်တော်တို့စစ်တပ်ကလုပ်ကြည့်ကျွန်တော်တို့က PDF ကထင်ပြီးတော့အရက်သားကားကိုမှားပြီးပြက်မှားယုံပြီးပြက်ခတ်မိပါတယ်လို့စစ်တပ်ကပြောကြည့်ဒီမိုကရေစီရေးတို့လူခွင့်ရေးတို့ဘာရေးညာရေးဘာညာရေးဆိုတဲ့အဖွဲ့အစည်းတွေအကုန်လုံးက ။ငရဲ့ပြာလူတို့ဆက်ဆက်လူပြီးတော့အော်ကြလိမ့်မယ်။ဒါခင်ဗျားတို့ပြည်ဖြတ်တည်ရဲ့ထုံးစံပဲ။နောက်ဆိုတော့လက်ရှိမှာဒီနေ့ဒီနေ့ကရှိရနေဖြစ်တယ်။မနေ့က9ရက်နေ့ပေါ့နော်ဆိုတော့မနေ့ကနေဒီနေ့ရဲ့စည်ရေးချိန်နဲ့တတိယနေ့ကျွန်မဖတ်ပြပေးမယ်။မနေ့မတ်လ9ရက်နေ့ဒဝဲရှိတော်ဒေတာမှာရှိတဲ့နော်ဒဝဲဒဝဲခရိုင် PDF တက်ရင်တက် တဝဲခရိုင်ပြည်ရဲ့တရင်တဲ့စခန်းကိုတက်မတော်စစ်ကြောင်းကနေပြီးတော့မြေပြင်မှာစစ်ကြောင်းထိုးပြီးတော့စီးနင်းနိုင်ရတဲ့တဝဲခရိုင်ပြည်ရဲ့တရင်တဲ့စခန်းကိုတက်မတော်စစ်ကြောင်းကပိန်ပိုင်ရရှိခဲ့ပါတယ်။မနက်ခင်းမှာမြေပြင်စစ်ကြောင်းကနေပြီးတော့တဝဲခရိုင်ပြည်ရဲ့တရင်တဲ့စခန်းကိုတိမ့်ပိုင်ရရှိတယ်။နေ့လယ်ခင်းချိန်မှာ T1 ဆိုတဲ့စခန်း T1 PD ရဲ့သဘုံစခန်းကိုတက်မတော်စစ်ကြောင်းကနေပြီးတော့လေကြောင်းကနေပြက်ခတ်ရှင်းလင်းနိုင်ရတယ်။ မနက်ခင်းမှာမြေပြင်စစ်တောင်းကနေပြီးတော့ထိုးစစ်ဆင်နေနေ့လယ်ခင်းမှာ လေချောင်းကစစ်ဆင်ရေးလုပ်ပြီးတော့ဒဝဲခရိုင် PDF တွေကိုမတာပေါ်သွားအောင်တမတော်ကနေချေမုံနိုင်ခဲ့တယ်ကျော်ဒီတဝဲမှာက KNU နဲ့ PDF တွေသူတို့များသောအားဖြင့်အခြေခိုးလုပ်ရှာတယ်။ KNU ဆိုလို့ရှိရင်လည်းပဲနော်မင်းကအခွန်ရက်နေ့86ရက်နေ့ဒီဒီအမှာဒီ KNU နဲ့ဆစ်ဖြစ်ပေါ်ရနေရရင်မှာတက်မတော်ကနေပြီးတော့ပထမဆုံးလေထီးကနေပြီးတော့သူတို့ရိတ်ခါတုပ်ပေါ့ပထမဆုံးရိတ်ခါတုပ်ပုံစံလက်နက်ပုံစံနေလေထီးနဲ့ချပြီးရင် ချပြီးတော့ PDF တွေက KNU တွေကများသွားပြန် KNU တွေကဟာတို့ရိခါထုတ်ထင်ပြီးတော့တို့သွားပြီးတော့ဆွဲကြတယ်နော်လေထီကနေချပေးတာကိုရိတ်ခါထုတ်ထင်ပြီးသူ့သွားကြည့်ရဲသွားကြည့်တော့ရိတ်ခါတွေမဟုတ်ပဲနဲ့ပဲတွေဖြစ်နေတယ်။အဲ့ဒီမှာချက်ချင်းလို့နောက်ကနေပြီးတော့တိုက်လေရင်နဲ့နော်တိုက်လေရင်နဲ့ဘုံကျဲတဲ့အတွက်ပထမဆုံးဆက်တဲ့လေထီကနေပြီးတော့ရိတ်ခါထုတ်ပုံစံမျိုးရှောင်ပြပြီးတော့ချပေးလိုက်တယ်ငစာချပေးလိုက်တယ်အဲ့ဒီငစာကိုငားတွေလာဟတ်တယ် ငားတွေတော့မဟုတ်ဘူးတာလဘောတွေနဲ့ပတ်သက်တယ်လာဟက်တယ်လာဟက်တဲ့ချိန်မှာတမလုံးစစ်ကြောင်းကနေပြီးနောက်ကနေချက်ချင်းလို့လို့ရဟတ်ရင်နဲ့ဘုံကျဲတိုက်ခိုက်တဲ့အတွက် KNU တော်တော်များများမသားပေါ်သွားသေးလို့ကြားသိရပါတယ်ဆိုတော့အာပြည်ဖက်မိသားတွေမှာလက်ရှိမှာတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့သူတို့ဘလို့လောင်မြိုက်နေကြလဲကျွန်မဖတ်ပြရမယ်ကြောက်ပြူနဲ့စစ်တွေမှာဘုံကျဲခံရတဲ့အတွက်အိမ်နေရာခံမိလောင်ဆုံးဆုံးသွားပါတယ်ဆိုတော့ ရခိုင်ပြည်သတင်းနဲ့ပတ်သက်ပြီးမေးနေတဲ့လူတွေဒီသတင်းစီပြည်ဖြဲမီဒါတွေရဲ့ရေးသားဖော်ပြမှုပြည်ဖြဲမီဒါတွေမှာလောင်မြိုက်နေတာသူတို့တွေလောင်ပြီးတော့ဟောင်းနေကြတာစောက်ပြူနယ်စစ်တွေမှာဘုံကျဲခံရပြီးတော့တဲ့နေအိမ်နေရာမိလောင်ဆုံးရှုံးသွားပါတယ်နောက်တစ်ခုက ငွေဆောင်နဲ့ချောင်းသာကန်းချီကိုလာရောက်လဲပတ်သူတွေရှိနေပါတယ်ဆိုတော့ချောင်းသာနဲ့ငွေဆောင်ကိုအခုလိုမျိုးများသွားဖြင့်ဒီလိုအပူချိန်လွန်ခဲ့တဲ့နေရာကြီးဆိုလို့ရှိရင်အရသာပြည်သူတွေကကျွန်တော်တို့ဒီလိုမျိုးကန်းချီတွေမှာသွားပြီးအပန်းဖြေတာထုံးစံဒါပေမဲ့အဲ့ဒီလိုပြည်သူတွေအေးအေးချမ်းချမ်းရှိနေတော့သူတို့မလိုမလိုလားဘူး သူတို့အရင်လောင်မြိုက်နေကြတယ်။အခုလိုပြည်သူတွေအရာကြီးချောင်းချောင်းသားတို့ငွေဆောင်တို့တွားရောက်လဲပက်နေရအောင်။အဲ့ဒီအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်တွေကိုအားပေးနေတဲ့ပြည်ဖက်မိသားတွေမှာလောင်မြိုက်နေကြတယ်။သူတို့ကပြည်သူတွေဘဲမှမတွားရဲမလောင်ရဲနဲ့အိမ်ထဲမှာချောင်းကပ်ပြီးခိုနေရတဲ့ဘဝကိုသူတို့လိုချင်ကြတာ။နောက်တဲ့တဲ့ဘောဖက်ပြမယ်။မတောင်းချောင်းမှာစစ်ကောင်စီကအင်အားလုံးချင်းနဲ့ထိုးစစ်ဆင်တဲ့တွဲတဲ့ရခိုင်တတော်အေအေနဲ့တိုက်ပွဲတွေပြင်းထန်နေလည်းရှိပါရဲ့။ဆိုတော့စစ်တပ်မှာစစ်သားတွေမရှိတော့ဘူးလို့ပြောတာလည်းခင်ဗျားတို့ပဲ။ တက်ပြက်နေပြီဆိုပြီးခဏခဏဝါရပြန်တာလဲခင်ဗျားတို့ပဲစစ်တပ်ကနေပြီးတော့စစ်မှုထမ်းတသားတစ်တွေကပေါ်တာဆွဲခံရလို့သူတို့ဒီဆန္ဒမပါဘဲနဲ့စစ်မှုထမ်းရတဲ့အတွက်ခင်ဗျားတို့ရှိမှ CDN ဝင်ပါတယ်နော်စစ်မှုထမ်းတသားတစ်တွေခင်ဗျားတို့ရှိဖို့အလင်းဝင်ပါတယ်ဆိုပြီးဝါရပြန်တာလဲခင်ဗျားတို့ပဲအခုကြတော့စစ်တပ်ကအင်အားအလုံးရင်းနဲ့မြေပြင်မှာထိုးစစ်ဆင်နေပါတယ်လို့ပြောတာလဲခင်ဗျားတို့ပဲနော်မသိရင်အခုတိုက်ပွဲဝင်နေတဲ့တပ်မတော်သားတွေကမိုးကြွေဖို့ကြနေတာပဲ။ မတို့ပြောနေတာဆိုစစ်တပ်မှာကစစ်သားမရှိတော့เนาะတိုက်ပွဲမှာကြတဲ့လူတွေနဲ့စီတီယန်လုတဲ့လူတွေနဲ့เนาะခမတို့ပြောတယ်လို့ဆိုစစ်တပ်မှာတိုက်စစ်သားမရှိတော့တက်ပြက်နေတာကြပြီအခုကြတော့စစ်တပ်ကထိုးစစ်စင်နေလို့အင်အားလုံးကြီးနဲ့ထိုးစစ်စင်နေတယ်ဆိုပြီးမျက်ရည်ကန်ထိုးပြီးပြရတယ်ခင်ဗျားတို့ပဲเนาะမသိရင်လက်ရှိမှာတောင်ဝင်ထမ်းဆောင်နေတဲ့တပ်မတော်သားတွေကမိုးကြွေကိုတွေအတိုင်းပဲ ခမန်းတို့ကမတိမတာနဲ့ဘောခိုးပြီးမှနေကြတယ်။နော်။ဒါလည်းသတင်းပို့ခဲ့ကြမယ်။ကဲအဲ့ဒီထိချုပ်ဒေသတွေမှာစစ်ကောင်စီကတည်းစီးလှုပ်ရှားပြီးတော့ထိုးစစ်တွေစိန်နေလို့တိုက်ပွဲတွေပြင်းထန်နေပါတယ်တဲ့။အမှန်တကယ်တော့ကြာရင်စခန်းတွေကိုတက်မလို့ကတိမ့်လိုက်တာ။အဲ့ဒီတိမ့်နေစခန်းကိုသူတို့ကဖုံးကွယ်ထားတယ်။နော်။ဟုတ်ကဲ့တဲ့။ စစ်တွေမြို့ပေါ်မှာဒုက္ခအသင်9000ကျော်စားဝတ်နေရခက်ခဲနေပါတယ်ဆိုတော့မပူပါနဲ့ရခိုင်တော်တော်အေးကအကူညီပေးပါလိမ့်မယ်ရခိုင်ပြည်နယ်မှာတဲ့စစ်ပေးဒုက္ခအသင်တွေစားနေရိတ်ခလိုအပ်ချက်မရှိအောင်အေးအေးကပြည်ပြင်းပေးနေပါတယ်ဆိုပြီးတော့များတို့ဒီထက်မိတာတွေပဲပြီးခဲ့တဲ့2024ဆက်တလာပိုင်းမှာကြီးညာခဲ့တာဖြစ်တယ် နော်ပြီးခဲ့တဲ့နောက်2047လပိုင်းကမှရခိုင်ပြည်နယ်မှာဆပိဒုက္ခတဲ့ဒီစားနဲ့ရိတ်ကပြက်လက်မှုမရှိအောင်အေအေကကူညီပေးပါတယ်လို့ခင်ဗျားတို့ပြောခဲ့တယ်ဒါကြောင့်မလို့အခုနော်ရခိုင်မှာဆပိဒုက္ခတဲ့ဒီထမင်းငတ်နေတာပဲဖြစ်ဖြစ်ဆေးဝါးပြက်လက်နေတာပဲဖြစ်ဖြစ်အေအေရှိကိုသွားပြီးကူညီတောင်းပါအေအေကကူညီပေးပါလိမ့်မယ်အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့နော်ရခိုင်တော်တော်အေးကသူတို့တိတ်နေဆိုရင်နေမှာရှိရဒေတာခံလူတို့ကိုကျမ်းမာရေးစောင့်ရှောက်မှုမပေးနိုင်ဘူးဆိုရင်အခြေခံကျမ်းမာရေးစောင့်ရှောက်မှုမပေးနိုင်ဘူးဆိုရင်စေဝါမကုပေးနိုင်ဘူးဆိုရင် စောင်းဝင်ရေးပြေးလဲအောင်ပြေးရှင်းပေးနိုင်မှုဆိုရင်အခုခင်ဗျားတို့အန်နူဂျီကအန်နူဂျီကစကိုင်းလိုင်းကခန်းပန်းမျိုးကိုဘလို့တင်ထားတယ်ခင်ဗျားတို့ပြောတယ်ဆိုတော့ခင်ဗျားတို့အန်နူဂျီတင်ထားတယ်ဆိုတဲ့မျိုးတွေမှာ ။အခုခင်ဗျားတို့ကမြန်မာနိုင်ငံရဲ့မြို့ပေါင်း60လောက်ကိုတင်ထားတယ်လို့ပြောတယ်။အဲ့ဒီတင်ထားမှရှိတဲ့မြို့နယ်မှာရှိတဲ့ဒေတာခံပြည်သူလူထုရဲ့အခြေခံကြမ်းမာရေးစောင့်ရှောက်မှုပေးနိုင်ရမယ်။စေဝါကူတာမှုပေးနိုင်ရမယ်။ကလေးတိုင်ငယ်တွေကာကွယ်ဆေးထိုးပေးနိုင်ရမယ်။ဒီကလေးတကယ်ရဲ့ပညာရေးကိုစောင့်ရှောက်မှုပေးနိုင်ရမယ်။ဒီဒေတာခံပြည်သူတွေရဲ့စာဝတ်နေရေးကိုကူညီဖြည့်ရှင်းပေးနိုင်ရမယ်။အဲဒါမှဒီဒေတာကိုထိန်းချုပ်တယ်လို့ခေါ်ရဲ။အဲ့ဒီလိုမျိုးအခြေခံပြန်ကြမှာရည်ရဲ့ ပညာရေးရဲ့စာဝတ်နေရေးကိုတော့မကူညီမပြေရှင်းနိုင်ဘူးဆိုရင်ဒေတာခံလူတို့တွေကခမားတို့တိုက်ပွဲကြောင့်အေးချမ်းတရားချင်းမရှိဘဲနဲ့ဆင်းရဲဒုက္ခအတိရောက်ခဲ့ရဲဆိုရင်အဲ့ဒီဒေတာခံပြည်သူလူတို့ကိုဝင်ချပြီးတောင်းပန်ရမယ်တောင်းဝန်ခမားတို့မှာရှိတယ်။ ေးချမ်းနေတဲ့မျိုးလေးကိုကျွန်တော်တို့ဖြစ်စေမိပါတယ်ကျွန်တော်တို့ရဲ့မျိုးသိန်းတိုင်ပွဲကြောင့်ဒီဒေသခပြည်သူတွေကစစ်ပေးဒုက္ခတွေဘဝနဲ့အိုးမဲ့အိမ်မဲ့အနာဂတ်တွေမဲ့သွားရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဝင်ချတောင်းပန်ပါတယ်ဆိုတဲ့အ ਨੇ ဆုံးတော့တောင်းပန်စကားတစ်ခွန်းတော့ခမားတို့မှာလူပိတာတဲ့နှလုံးသားရှိတယ်ဆိုရင်ခမားတို့တိုက်ပွဲပေါ်ဆောင်ပြီးတော့ခမားတို့ပေါ်ဆောင်လိုက်တဲ့တိုက်ပွဲကြောင့်အိုးမဲ့အိမ်မဲ့ဘဝပြည့်အနာဂတ်ပြတ်သွားတဲ့ပြည်သူလူထုကိုဝင်ချပြီးတောင်းပန်ရမယ်